ဒီတစ်ပတ်အတွင်း EC ဝင်စားခဲ့တဲ့ K news တွေ oh is yeah new ပြီးတစ်ခုလုံးတော့ကင်းဆွန်ဟုံးနဲ့ပဲပြည်နေရောပေါ့နော်ပုံအစ်တွေထွက်ထလာတဲ့ oh တခါစာတွေရောထပ်ပါလာတဲ့ဘဲမင်းသမီးကတော့သူနဲ့တွဲမြိုင်းရှင်တော့လို့ဘဲမင်းသမီးကတော့သူ့အသားယူလို့တဲ့မင်းမီနာမည် ်ပြောတာကောင်းမထင်လို့ပေါ့နော်ကိုစလဲပြခန့်ထားတဲ့ brand တွေကလည်းကတေးလောက်လိုက်ကြိုက်ပေါ့နော်သူကအမှုပညာရှင်လောကတော့ဝင်လို့မရတော့လို့ဘူးလို့ထင်တယ်ပေါ့နော်ဤကစားတစ်ခုပဲသိချင်တာပေါ့နော်ဘာလဲဆိုတော့ legal လေးရဘာဖြစ်လာမလဲဆိုတာပေါ့ အမှန်တကယ်ဆိုကြမင်းကလေးအတွက်မတရားလို့ခံစားရပေါ့နော် concern တမတရားပေါ့ဒါပေမဲ့လည်းသူမရဲ့တည်ဆုံမှုကကိုကိုတက်သေးမှုဖြစ်တဲ့ပြီးတော့သူတို့ရဲ့ relationship ကလည်းအဲ့လိုကလေးတငယ် situation arrangement or shine gloomy လုပ်တယ်ဆိုတာနဲ့တော့ရမလားတော့မသိဘူးเนาะဒါပေမဲ့ structural arrangement နဲ့ဆိုရင်သူတို့နိုင်ငံမှာကလေးတငယ်23နှစ်အောက်လို့သတ်မှတ်ထားပေါ့เนาะဆိုတော့15နှစ်နဲ့တွဲခဲ့တယ်ဆိုတော့တရားဆွဲလို့လည်းမရဘူးပေါ့เนาะဒါပေမဲ့ shine gloomy နဲ့တော့ဆွဲလို့ရမယ်ထင်တယ်ပေါ့เนาะအီရကျတော့ legally အီရအပြစ်ပေးစီချင်တာပေါ့နော်ဒါမှမင်းကလေးတယောက်ကိုအဲ့လိုပလီတာမျိုးတောင်းဝင်မျိုးမရှိတဲ့ ယောက်ျားတွေကိုပေါ့နော်အဆန်နမူနာအနေနဲ့အပြစ်ပေးမှု ဖြစ်စေချင်တာပေါ့နော်နောက်တစ်ခုကတော့ဂျင်းနီခင်ရဲ့တရင်ပေါ့နော်သူမဒရစ် Ruby Experience Tour ကို perform လုပ်နေရပေါ့နော်သူမရဲ့ပထမဆုံးဖြစ်တဲ့ Ellie က Tour မှာဟော့ဟော့အဝတ်စားကအရင် exposing ဖြစ်တယ်လို့ထင်တယ်ပေါ့နော်အင်းညာလဲ expose ဖြစ်နေတယ်ဘောင်းညာလဲအရင်တိုးလုံးတယ်ပေါ့နော် ဒါပေမဲ့ကျင်းနောက်နောက်နောက်တခုမှကျတော့အဲ့လိုအရင်တော့မဟုတ်တော့ဘောနော် ပို့ပြီးတော့လှရဲဘောနော်အဆင်ပြေပေါ့ပြီးတော့ကျင်းနေရကိုရီးယားမှာကျင်းပါတယ်တိုးမှာကျတော့ကိုရီးယား artist တွေအများကြီးပဲအဲ့လိုတက်ရောက်ကြရဲဘောနော်မထင်ထားတဲ့သူတွေရောပါနေလို့ပို့ပြီးတော့အံ့ဩရဲဘောနော်အာအာအတားရောပါရဆိုကြလေတကယ်တော့မထင်ထားရလို့နောက်တစ်ခုကကြတော့ အယူယွန်စောရဲ့အခွန်အခွန်တင်းချောင်းမှု wonderful morning ရဲ့မင်းသားဖြစ်တဲ့ယွန်ယွန်စောက encanted အတွက်အခွန်တင်းချောင်းမှုအတွက်တရိုင်းခံခဲ့ရပါတော့ပြီးတော့သူက ရှီယီရီ love fan အတွက် mainly အနေနဲ့ announce လုပ်ထားပြီးတော့ကိုရီးယား fan တွေကတော့ casting အတွက်ပြန်စင်စားဖို့မျှော်လင့်နေကြတယ်ဆိုပြောထားကြပါတော့ အဲ့လိုမျိုးကကျတော့ secret game ကမင်းသားလိုမျိုးဖြစ်မလားတော့မသိဘူးပေါ့နော်နောက်ဆုံးအနေနဲ့ကကျတော့ rose နဲ့ချားရင်တို့ပေါ့နော်သူတို့ကိုစိန် restaurant မှာတွေ့ခဲ့တာပေါ့နော် ပြီးတော့ပြီးခဲ့တဲ့ paris fashion week မှာသူတို့နှစ်ယောက်ကသူတို့ promoting လုပ်နေတဲ့ brand အတွက် bfw paris fashion week ကိုတက်ရောက်ခဲ့ကြရပေါ့နော်ပြီးတော့ post တစ်ခုက restaurant တစ်ခုထဲမှာပဲဖြစ်နေကြတာပဲပေါ့နော် အာကင်မရာအင်ဂျင်အရတော့ဒေးဗစ်တခုတည်းမဟုတ်ဘူးပေါ့နော်ပြီးတော့ရှာရင်ဦးကလည်းအရင်ကဘလက်ပင်ရဲ့ကိုရှယ်လာပဲတက်ရောက်ခဲ့သေးရပေါ့နော်တရားဦးဒီဒီဗစ်စေဝင်စားခဲ့တဲ့ K News Day ပေါ့နော်ဘိုင်ဘိုင်